ားလုံးပဲမင်္ဂလာပါ IT Innovation Share မှာကျေးဇူးပါတယ်ဒီခု video လေးကတော့ Tech Weekly Podcast video လေးဖြစ်ပါတယ်ဒီနေ့ခေတ်မှာ AI Chat Assistant တွေကတော်တော်လေးကိုရေပန်းစားအသုံးပြုသူများလာခဲ့ပါတယ်ဒီထဲမှာကျွန်တော်တို့ platform တွေအများကြီးရှိတယ် AI tools တွေလည်းအများကြီးပေါ်ထွက်လာခဲ့ပါတယ်ပြီးခဲ့တဲ့ကျွန်တော်တို့လာတော့မှာဆိုရင်ကျွန်တော်တို့ DC AI ဟာဆိုရင်လူတွေကြားမှာ hit အဖြစ်ဆုံးဖြစ်ပါတယ်။တခြားသောကျွန်တော်တို့ AI tools တွေအများကြီးနဲ့ AI chat assistant တွေအများကြီးရှိပါတယ်။အဲဒီထဲမှာဆိုရင်တော့ OpenAI ရဲ့မှာ ChatGPT, နောက်ကြတော့တရုတ်ကြီးရဲ့မှာ DC နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ Elmax ရဲ့မှာ Growth 3ချက်တော့ AI နဲ့ဖြစ်တဲ့ Google ရဲ့ချင်းမီနီနောက်ကြတော့ Microsoft ရဲ့မှာ Capillo စတဲ့ကျွန်တော်တို့ AI Chat Assistant တွေများစွာရှိပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့လူတွေကြားမှာလူပြောများပြီးတော့ hit ဖြစ်နေတဲ့ကျွန်တော်တို့ AI Chat Assistant 3ခုကိုကျွန်တော်ခိုင်းနှိုင်းပြီးတော့ဘယ်ဟာကကောင်းတယ်ဘယ်ဟာကတော့ဘလို့ရှိတယ်ဆိုတာကို compare လုပ်ပြီးတော့ focus လေးကျွန်တော်တို့ပြောပြပေးမှာဖြစ်ပါတယ် ဒါတွေကတော့ကျွန်တော်တို့ Open AI ရဲ့မှာ ChatGPT ရဲ့တရုတ်ရဲ့မှာ DeepSeek AI ရဲ့နောက်ကတော့ Elon Musk ရဲ့မှာ Grok 3 AI ရဲ့ကိုကျွန်တော်တို့ compare လုပ်ပြီးတော့ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။ AI နည်းပညာတွေပဲဆိုပေမဲ့ကျွန်တော်အားလုံးလွှဲအောင်စကားလုံးအသုံးလုံးလေးတွေကိုရွေးချယ်ပြီးတော့ကျွန်တော်ဆွေးနွေးသွားမှာဖြစ်တဲ့ဖြစ်ပါတယ်။ဒါကြောင့် Podcast Season လေးလည်းဖြစ်တဲ့လေအောင်ကျွန်တော်တို့အရင်နားထောင်တာမျိုးအလုံးလုံးရင်နားထောင်တာမျိုးဖြစ်ဖြစ်လုပ်လို့ရပါတယ်။ ဆိုတော့ကျွန်တော်တို့အစီအစဉ်လေးဆက်လိုက်ရအောင်ပထမအဆုံးကတော့အားလုံးကိုကျွန်တော် compare မလုပ်ခင်မှာကျွန်တော်တို့ဒီ chat AI assistant တွေအကုန်ဘယ်ကနေဘလို့စပြီးတော့ပေါ်လာခဲ့တယ်လဲဆိုတာလေးကျွန်တော်စပြီးဆွေးနွေးခြင်းပါတယ်ပထမအဆုံးကတော့ကျွန်တော်တို့ open AI ရဲ့မှာ chat GPT ကိုကြည့်လိုက်ကြရအောင်ပါ chat GPT ဟာဆိုရင်တော့ open AI ရဲ့မှာကျွန်တော်တို့ AI model တစ်ခုဖြစ်ပြီးတော့ chatbot တစ်ခုဖြစ်ပါတယ်သူက2022ခုနှစ်မှာစပြီးတော့ launch လုပ်ခဲ့တာပါအဲ့ ChatGPT ရဲ့ပက်ကန်ရှင်ကကျွန်တော် Open AI ရဲ့မှာ CEO ဖြစ်တဲ့ Sam Altman ဖြစ်ပါတယ်။အဲ GPT ဆိုတဲ့အတိုင်းပါပဲ generative pre-trained transformer ဆိုတဲ့နည်းပညာကိုသုံးပြီးတော့ AI model ကိုတိစောက်ထားတာဖြစ်ပါတယ်။အဲ့ဒါကိုအရေးရှင်းဆုံးပြောရမယ်ဆိုရင်တော့ကြိုတင်သင်ပေးထားတာ train ပေးထားတာမျိုးကိုဆိုလိုတာပါနောက်ပြီးကြတော့သူ့ကို train ဖို့အတွက်သူ့တည်တနာစာအတန်းပေါင်းများစွာနဲ့စာအုပ်ပေါင်းများစွာပြင် Wikipedia တွေ blog တွေစောင်းပါတွေကိုဘီလီယံနဲ့ချီတဲ့စာသားပေါင်းများစွာကနေအလိုအလျောက်သင်ယူတဲ့နည်းစနစ်ကိုအသုံးပြီးတော့ချုပ်တင် train လုပ်ထားရတာပဲဖြစ်ပါတယ်တနည်းအားဖြင့်တော့သူတို့ဒီ ChatGPT ကို train ဖို့အတွက်သူတို့စာတန်းပေါင်းဘီလီယံနဲ့ချီတဲ့ data တွေကိုကျွန်တော်တို့ဒီ store လုပ်ပြီးတော့ train လုပ်ခြင်းခံထားရတာပဲဖြစ်ပါတယ် ဒါနဲ့မဟုတ်သေးပဲね reinforcement landing from human fever အဲ့ဒါကို RLHF ပေါ့နော် RLHF လို့ခေါ်ပါတယ်အဲ့ဒါကဘာပြောရလဲဆိုရင်သူကကျွန်တော်တို့သူ train ထားတဲ့ဒီ data တွေကနေပြီးတော့သူအဖြေထုတ်ပေးလိုက်တယ်အဲ့ဒါကိုကျွန်တော်တို့ user တွေကနေပြီးတော့ feedback ပြန်ပေးတယ်ပေါ့နော်မှားရင်လည်းမှားတယ်ပေါ့မမှားဘူးဆိုလည်းမမှားဘူးပေါ့ အဲ့လိုမျိုးကိုပြောကိုရတဲ့အဖြေရတယ်ပေါ့ဒီလိုမျိုးသူ့ကိုပြန်ပြောတဲ့အခါမျိုးမှာ तू ကအဲ့ဒီ feedback တွေကိုသူပြန်ပြီးတော့မှတ်ထားပါတယ်မှတ်ထားပြီးတော့အဲ့ဒါကိုပြန်ပြီးတော့နောက်ထပ်ဟို update လုပ်တဲ့အခါမျိုးမှာအဲ့ဒါတွေပြန် train လုပ်ပြီးတော့အဖြေတွေကိုပြန်ထည့်ပေးသွားတာပေါ့နော်အဲ့ဒီအခါမှာ तू ကသုတေသနပညာရှင်တွေပြောတာကဒီ ChatGPT တို့ဘာလို့မှဆိုရင်ကျွန်တော်တို့ပြောတဲ့စကားလုံးတွေတနည်းအားဖြင့်သူတို့သုံးလီသုံးထများရင်များတဲ့အတိုင်းကျွန်တော်တို့လိုချင်တဲ့အဖြေကိုမြန်မြန် ရတယ်ပေါ့နော်လွယ်လွယ်ကူကူထုတ်ပေးနိုင်တယ်ပေါ့တနည်းအားဖြင့်သူတို့ဒီ AI ChatGPT ကကျွန်တော်တို့ဇီယံနေပြီးတော့ဟိုပြန်ပြီးတော့တင်ယူနေတဲ့ပုံစံမျိုးဖြစ်ပါတယ်အဲ့ဒီကနေပြီးမှကျွန်တော်တို့ပြန်ပြီးတော့အဖြေထုတ်ပေးတာပေါ့နော်နောက်တစ်ခုဆိုရင် open ai ရဲ့မှာသူက research team ကဆိုရင်သူတတနာအဖွဲ့ရပါတော့ရှာဖွေမှုတွေလုပ်ပြီးတော့သူကအားနည်းချက်တွေကိုလိုက်ရှာတယ်ပြီးမှသူကပြန်ပြီးတော့အမြဲ modify ပြန်လုပ်တာဖြစ်ပါတယ်အခုဆိုရင် chat gpt မှာဆိုရင်သူက chat gpt 4နဲ့ chat gpt 4o ဆိုပြီးတော့ အဲသူကရှိနေပြီအခုမကြသေးခင်ကပဲသူက ChatGPT 4.5ဆိုပြီးတော့လဲ launch လုပ်သွားပြီပဲဖြစ်ပါတယ်အဲသူ ChatGPT မှာဆိုရင်သူ version တစ်ခုကနေတစ်ခုဆိုရင်ပို့ပြီးတော့ကောင်းလာတာပဲတွေ့နေရတယ်ပေါ့နော်ဒါကြောင့်ထပ်ပြီးတော့ပဲကောင်းလာမယ်လို့ပဲကျွန်တော်တို့အဲထင်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ ChatGPT အကြောင်းပါโอเคဆိုတော့ deep sea အကြောင်းလေးကျွန်တော်ဆက်လိုက်ရအောင်ပါ deep sea ကတော့ကျွန်တော်တို့ဒီမကြသေးခင်ကပဲဒါ American သမရ ဒေါ်နယ်ထရန့်ချမ်းသစ္စာချိန်ဆိုတဲ့နေ့မှာပဲစပြီးတော့ပေါ်ပေါက်လာခဲ့တာပါစပြီးတော့ launch လုပ်ခဲ့တာပါအဲ့ဒီအချိန်မှာပဲကျွန်တော်တို့တပတ်အတွင်းမှာ DC ကသူက American မှာရှိတဲ့ဒီကျွန်တော်တို့ဒီ Apple ပေါ့နော် Apple Store မှာ App Store မှာပေါ့နော်ဒီ ChatGPT ကိုသူကကြော်ပြီးတော့ number 1 top chat မှာချိန်သွားတာပါအဲ့ဒီမှာတော်တော်ကြီး hit ဖြစ်သွားတယ်ဘာကြောင့်လဲဆိုတော့ DeepSeek ကတရုတ်နိုင်ငံပိုင်တဲ့ company ကနေပြီးတော့လုပ်ထားတဲ့ AI ချက်ပေါ်ဖြစ်နေလို့ပါပဲနောက်တစ်ခုကပို့ပြီးတော့ထူဆန်းတာကသူကသူတို့ budget နည်းနည်းလေးနဲ့လုပ်ထားတယ်လို့ပြောတဲ့အချက်ကြောင့်လည်းပါပါတယ်တရုတ်ခြေစိုက်ကုမ္ပဏီဖြစ်တဲ့ High Fryer Hugh Fan ဆိုတဲ့ကုမ္ပဏီကနေပြီးတော့ fan တိထတာဖြစ်ပါတယ်အဲ့ဒီကုမ္ပဏီကတော့တည်ထောင်ထားတာတော့ကြာပြီဒါပေမဲ့ Deep Sea ကိုလုပ်တာကတော့သူတို့က side project အနေနဲ့ပဲလုပ်တယ်ပေါ့နော်သူတို့ main project မဟုတ်ဘူးဆိုပြီးတော့ပြောထားပါတယ်ဒီ Sea ကိုသူတို့ကအဲဒေါ်လာ5.6 တန်းထီပဲသူတို့ကုန်ကြထားတာအဲ့ဒါလေးကတော်တော်လေးကိုတုံ့လောက်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ ChatGPT ကသူတို့သူတို့ဖန်တီးတော့ဆိုရင်ဒေါ်လာတန်းတရာလောက်ထီကိုကုန်ကြထားလို့ပဲဖြစ်ပါတယ်ဆိုတော့ဒီ Open AI ရဲ့ ChatGPT လောက်ကိုကြော်ွားတဲ့သူပါဗောနော် သူအစာပေါင်းများစွာနည်းနည်းလေးနဲ့လုတ်သွားတာကြောင့်ဒီ American Doctor မှာဆိုရင်သူတို့နီးပညာကုမ္ပဏီတွေ Stock Share တွေလုံးဝထိုးစင်းသွားတယ်အဲ့လိုတွေထီကိုခရက်ရိုက်သွားခဲ့တာပါ အဲ Nvidia company ကနေပြီးတော့ chip တွေကိုတောင်မှဒီတရုတ်ကိုတင်သွင်းဖို့ကန့်တတ်နေတဲ့ဂျားရီယာကိုပဲဒီ AI ကထွက်လာတာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုး AI တွေကို train လုပ်ဖို့ဆိုရင်အဲ့လိုမျိုး chip ပေါင်း chip ကိုမှအဲ့လိုမျိုးကောင်းစားပေါ့နော်။ဒီလိုမျိုး chip တွေအများကြီးလိုအပ်ပါတယ်။အဲ့ဒီအဲ့ဒီလိုအပ်တဲ့တဲ့မှာမှ train လုပ်မှပဲသူကရတဲ့ဟာမျိုးကိုဒီထွက်လာတာဂျားရီယာနေပေါ့နော်။ကန့်တတ်တဲ့ဂျားရီထွက်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီတဲမှာဆိုရင်တော့ तू က နပီးရီးယားကပဲပေါ့နော်နပီးရီးယား A100 chip တွေကိုသူတို့ကကြိုတင်စုဆောင်းထားတယ်ဆိုပြီးတော့အဲထွက်လာခဲ့ပါတယ် high fryer company ရဲ့မှာပေါ့နော် founder lee won fain ဆိုတဲ့ဟာက american nvidia company က chip တွေကိုသူကမပိတ်ဆို့ခင်ကတည်းကဒီ a100 chip တွေကိုကြိုတင်စုဆောင်းခဲ့တာပါ ဆိုတော့ဒါကိုကြည့်ချင်းအပြင်အဲ့ဒါတွေကိုကြည့်ချင်းအပြင်ပေါ့နော်ဒီဒါဒါတွေဒီဆိုတော့ site project မဟုတ်နိုင်ဘူးဆိုပြီးတော့လည်းပြောတဲ့သူတွေရှိပါတယ်ဒီလိုမျိုးကြိုတင်စုဆောင်ထားခဲ့တဲ့အတာဒါဒီ main project ပဲဖြစ်ရမယ်ဆိုပြီးတော့လည်းပြောထားတဲ့သူရှိရပေါ့နော်ကြွင့်ချင်းသူတွေရဲ့သုံးသက်ချက်အရဆိုရင်တော့ deep sea မှာ a100 ချစ်ပေါင်း1000ခန့်ကိုအသုံးပြုထားရဲဆိုပြီးတော့ပြောထားပါဗါးနောက်တစ်ခုဆိုရင်သူ Nvidia မှာ H100 တွေ H800 လိုမျိုးချစ်တွေလည်းအသုံးပြုထားရဲလို့လည်းဆိုပါတယ် ဒါပေမဲ့ deep sea ရဲ့မှာ server တွေအကုန်လုံးကတော့သူကတရုတ်မှာပဲရှိတာဖြစ်တဲ့အတွက်ဘာတွေကပါဝင်နေလဲဆိုတာကိုတော့အတိအကျဘယ်သူမှမသိပါဘူး။ဒါဆိုရင်သူ့ရဲ့ AI ကိုဘယ်လို train ခဲ့တယ်လဲဆိုတာလေးဆက်ပြောကြရအောင်ပါ။သူ့ကို train ထားတဲ့ပုံကလည်းကျွန်တော်မြင်ဆိုရင်တော့ဒါ ChatGPT ကို train ထားတဲ့ပုံစံမျိုးလိုပဲလို့ပဲကျွန်တော်ကတော့မြင်ပါတယ်။ သူရဲ့ training process ကလည်းကျွန်တော်တို့ဒီ data တွေအများကြီးကို collect လုပ်ပြီးတော့မှသူ့ကို train လုပ်ခဲ့တာပေါ့နော် reinforcement learning နည်းပညာကိုအသုံးပြုခဲ့ရလဲဆိုတော့အဲ့ဒီ AI ကိုအထူးသဖြင့် Nvidia A100 chip တွေနဲ့တခြား computer processor တွေနဲ့ချိတ်ပြီးတော့ပဲဖန်တီးထားတာဖြစ်ပါတယ်အဲ ChatGPT ကို train ထားတဲ့ reinforcement learning နည်းပညာနဲ့ပဲ train ထားတာလို့ပဲပြောထားပါတယ် ဒါပေမဲ့ DC ဘက်ကတော့သူတို့ဘယ်လိုမျိုး train လုပ်ထားတယ်ဆိုတာကိုတရားဝင်ထုတ်ပြီးတော့ပြောထားတာချင်းမရှိပါဘူးကျွန်တော်အပေါ်ကပြောခဲ့တာလည်းအကောင်လုံးကလည်း technical report တွေရာကြည့်ပြီးတော့ပဲကျွန်တော်တို့ပြောထားတာဖြစ်ပါတယ် open ai ကတော့ဒီ deep sea ကသူတို့ကို copy ကူးပြီးတော့လုပ်တယ်ဆိုပြီးတော့စွပ်စွဲထားပါတယ်ဒါပေမဲ့ဒီ open ai ကကိုယ်တိုင်ကပဲသူတို့ chat gpt ကို train တဲ့အခါမျိုးမှာဒီမူပိုင်ခွင့်မရှိတဲ့မူပိုင်ခွင့်ကိုပေါ့နော်ဒီခွင့်မတောင်းဘဲနဲ့အဲ ဒီစာသားတွေအဲ့လိုမျိုး data တွေခုနကကျွန်တော်ပြောခဲ့ data တွေကိုယူသုံးပြီးတော့ပိုင်ရှင်တွေကိုခုမတောင်းမဲနဲ့ train လုပ်ထားရတယ်ဆိုပြီးတော့လေ open ai ဘက်ကိုဆွဆွဲထားတာတွေလည်းရှိနေပြန်ပါသေးတယ်ဒီ deep sea ai နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကအဲဒီဟိဖြစ်ဖြစ်ကျင်းပါပဲကျွန်တော်ဗီဒီယိုပုံနှစ်ပုတ်ကိုတင်ထားပြီးသားဖြစ်တဲ့အတွက်အသုံးပြုတဲ့နီးရောအသေးစိတ်ဆွေးနွေးထားတဲ့နီးရောအဲသိကျင်နေဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုလေးအဲကျွန်တော် channel ထဲမှာသွားကြည့်ဖို့ကျွန်တော်ပြောချင်ပါတယ်အဲအဲ့ဒါလေးကိုတစ်ချက်သွားကြည့်လို့ရပါတယ်နှစ်ပုတ်တင်ထားပြီးရေပေါ့နော် ဟုတ်ကဲ့ပါဒါကတော့ DeepSeek AI အကြောင်းပါ Okay ဆိုတော့နံပါတ်3ဖြစ်တဲ့ဒါ Elon Musk ရဲ့မှာ Grocery ကရောဗာရီရှိမလဲ Elon Musk ကတော့သိတဲ့အတိုင်းပါပဲဗောနော်သူကတော့လေကျဲထားပါတယ်သူတို့သူ့ရဲ့မှာ Grocery AI ဒီကဘာပေါ်မှာ smug အဖြစ်ဆုံးအတော်ဆုံး AI ဆိုပြီးတော့ကြွကြော်ထားပါတယ် Tesla မောင်းသူမဲ့ကားတွေ ဒီသူတို့ရဲ့ Tesla robot တွေအကြောင်းကိုအယုံစိုက်ရင်းနဲ့ပဲ Grot 3 AI အကြောင်းကိုပြောကြတာပေါ့ Grot 3အကြောင်းမပြောခင်မှာဒီ Elon Musk ရဲ့မှာ X AI အကြောင်းကိုစပြီးတော့ပြောပါမယ် Elon Musk ကဒီ X AI ကိုသူက Open AI နဲ့အပြိုင်လှုပ်ချင်တယ်ဆိုပြီးတော့2023ခုနှစ်မှာစပြီးတော့စပြီးတော့စတင်ခဲ့တာဖြစ်တယ်ပေါ့နော်2024မှာဆိုရင်7ဘီလီယံအထိကိုတိုးချဲ့ပြီးတော့ယင်းနှုတ်နယ်မှုတွေလုပ်ခဲ့နေတာပဲဖြစ်ပါတယ် 2024 XAI မှာနောက်ဆုံးယင်းနှိမ့်နှံမှုမှာဆိုရင်ယင်းနှိမ့်နှံသူ68ဦးထိရှိတယ်ဖြစ်ပြီးတော့တဦးကိုသူက American Dollar 9,593အထိအ ਨੇ ဆုံးပါဝင်ကြတယ်လို့ဆိုပါတယ်။ဒီ68ဦးကလုံးကတော့ဘသူတွေလဲဆိုတာကိုတော့နာမည်စင်းအတိအကျဖော်ပြထားခြင်းမရှိပါဘူး။ ပထမဆုံး AI ဟာဆိုရင် Open AI ရဲ့မှာ ChatGPT နဲ့ Google ရဲ့မှာ Gemini လိုမျိုးဒါထိပ်တန်း AI လိုမဟုတ်သေးပေမဲ့ပေါ့နော်သူတို့ရဲ့ AI platform ပေါ်မှာတော့ generative AI chatbot တစ်ခုအနေနဲ့သူက Grok ကိုထည့်သွင်းခဲ့တာဖြစ်ပါတယ် Grok ကို AI ရဲ့ premium user တွေမှာသူကအသုံးပြုခွင့်ပေးထားပြီးတော့အခုအခု2025 February လကျမှာပဲ Grok 3ကိုအခမဲ့အသုံးပြုလို့ရပြီဆိုပြီးတော့သူက launch လုပ်ခဲ့တာဖြစ်ပါတယ် Growth 3ဟာဆိုရင် superhuman reasoning လို့ခေါ်တဲ့လူသားတွေလိုမျိုးပဲလူသားတွေလိုမျိုးပဲအစင်းမြင့်တွေးခေါ်နိုင်စွမ်းရှိတယ်လို့ဆိုထားပါဗျ။ဒီ Growth 3ဟာဆိုရင် trainer ရဲ့အချက်လက်ပေါ်အခြေခံပြီးတော့အဖြေကိုထုတ်ပေးနိုင်ရုံသာမကပဲပေါ့နော်။သူရဲ့အတွေးအခေါ်အတွေးအမြင်တွေကအစသူကဖော်ပြနိုင်တယ်ဆိုပြီးတော့လည်းပြောထားပါဗျ။ ဒါပေမဲ့ Grow 3ကိုဘယ်လိုမျိုး data တွေနဲ့သူ train လုပ်ထားတယ် training process တွေကဘယ်လိုလဲဆိုတာကိုတော့တရားဝင်ထုတ်ပြောထားခြင်းမရှိပါဘူး။ဒါပေမဲ့ဒီ Grow 3ကိုသူတို့က monitor intelligence and conversation ဆိုတဲ့တဘာဝကြကြပြန်ပြောပြောဆိုနိုင်စွမ်းရှိတာကိုတော့လူတွေအဓိက train ထားတာကိုတွေ့ရပါတယ်။အဓိကကတော့ကျွန်တော်တို့စကားပြောမယ်ဆိုရင်လူသားတယောက်ကဲ့သို့ပုံစံတူအဲတစ်ဖက်လူကပြန်ပြောတာမျိုးကိုအဲတခြားရအောင် train လုပ်ထားတာဖြစ်ပါတယ်။ ဂရော့3ကသူတစ်စက္ကန့်အတော်အတွင်းမှာကိုပဲတွက်ချက်မှုပေါင်းထောင်နဲ့ချီကိုသူကလုံနိုင်တယ်လို့ပြောထားပါတယ်။နောက်ပြကြတော့သူတွက်ချက်မှုတွေဒီတိတ်ပန်ဆိုင်ရာအချက်လက်တွေနဲ့အဲ့အရာတွေကိုလည်းသူတို့ကတွက်ချက်နိုင်တယ်ဆိုပြီးတော့လည်းပြောထားပါတယ်။ဟုတ်ကဲ့ဒါကတော့အပေါ်မှာပြောခဲ့တာတွေကတော့ကျွန်တော်တို့ဒီ ChatGPT DeepSeek နဲ့ Grok 3ရဲ့မှာအကြောင်းတွေကိုကျွန်တော်အခြေခံလေးစပြီးပြောခဲ့တာပါ။ Okay so ဆက်ပြီးတော့ ဘယ် AI ကတော့ဘလူအားသာချက်တွေရှိပြီးတော့ဘယ်ကတော့ဘလူအားနည်းချက်တွေရှိတယ်လို့ဆိုတာကိုဆက်ပြီးတော့ဆွေးနွေးကြရအောင်ပါအခုဆက်ပြီးဆွေးနွေးသွားမယ့်ပုံစံမျိုးအကြတော့ကျွန်တော်တို့ဒီလက်ရှိလူတွေကြားမှာအသုံးပြုနေတဲ့ user တယောက်ရဲ့မှာ experience တွေပေါ့ကိုကျွန်တော်တို့အခြေခံပြီးတော့ကျွန်တော်တို့ဘယ်ဥစ္စာတော့ဘလူရှိတယ်ဆိုတာကိုကျွန်တော်တို့အစိုးနဲ့အကောင်ခွဲထုတ်သွားမယ်ပေါ့နော်ကဲလို့မိတ်ဆွေတို့အနေနဲ့ဘယ်ဥစ္စာဘယ် AI ကတော့ဘလူမျိုးအစိုးကောင်ရှိတယ်ဆိုတာလေးကိုကိုယ်တိုင်ခန်းစားထားရလေအတွေ့အကြုံလေးတွေရှိတယ်ဆိုရင်လည်း comment မှာဘယ် AI ကတော့ဘလူဘလူလေးတွေအကောင်နဲ့စိုးတယ်အားလေးတွေကို comment မှာမှတ်ခဲ့ဖို့လေဖိတ်ခေါ်လိုက် လိုက်ပါတယ်။ Okay ဆိုတော့ကျွန်တော်ကျွန်တော်တွေ့ကြုံထားတဲ့ဟာလေးကိုဆက်ပြီးတော့ပြပြပေးချင်ပါတယ်။ဆိုတော့ပထမအဦးဆုံးအနေနဲ့ကျွန်တော် ChatGPT ရဲ့မှာအားတချက်တွေကဘာတွေဖြစ်မလဲပေါ့။ ChatGPT ရဲ့မှာအားတချက်တွေကတော့ကျွန်တော်တို့စာရေးတာတွေဇလန်းတွေပုံမြင်တွေကိုအဓိကသူကတော့ဖွဲ့နှွဲ့ပြီးတော့ရေးတတ်တယ်လို့ကျွန်တော်ကတော့ထင်မိပါတယ်။ဥပမာ အားဖြင့်တော့ကျွန်တော်ပုံမြင်တစ်ပုဒ်ရေးခိုင်းမယ်ဆိုရင်လေဒါစာရေးဆရာတယောက်ကရေးထားတဲ့အတိုင်းအတိတ်ပဲရှိရှိအခြေဆက်မိမိနဲ့သူကရေးနိုင်ပါတယ် နောက်ပြီးကြတော့ ChatGPT ကို ChatGPT ကိုပဲသုံးပြီးတော့ပေါ့နော်ဒါပုံမြင်ရေးခိုင်းတာတွေစာအုပ်ထုတ်ပြီးတော့ရောင်းဝယ်လုပ်တာတွေနဲ့တချို့မြတ်ရာရသွားတယ်ဆိုတာလည်းကျွန်တော်ကြားမိရယ်ပေါ့နော်အဓိက AI ကိုသုံးပြီးတော့မှစာအုပ်ထုတ်နေကြရယ်ပေါ့နော်ဒါတည်းမြတ် ChatGPT ကိုသုံးတာပါဒါအပြင်သူကကြတော့ website တွေတခြားသော lower သော link တွေကိုသူကဒီထုတ်ပေးတဲ့အခါမှာလည်းတော်တော်လေးကိုအဲမှန်ကန်မှုရှိရယ်ပေါ့နော်အဲနောက်ကြတော့သူကသုံးဆွဲသူတွေအတွက်လည်း အဲသုံးဆက်သူတွေအတွက်လည်း free version လည်းရှိတာဖြစ်တဲ့အတွက်တော်တော်လေးတော့အဆင်ပြေပါတယ်။အားနည်းချက်အနေနဲ့ကတော့ကျွန်တော်တို့သူကမြန်မာစာမှာဆိုရင်တော့ကျွန်တော် growth 3လောက်အားမရပါဘူး။မြန်မာစာကိုရပြီဆိုပေမဲ့သူပြန်ပြောတဲ့အချက်လက်တွေနဲ့သူပြန်ပြောတဲ့ပုံစံကတော့ကျွန်တော်တို့အဲ form ပဲကြမနေသေးဘူးပေါ့နော်။အဲကျွန်တော်တို့ဒီဟိုကိုမေးလိုက်တဲ့ဟာကတခြားတခြားပြန်ပြီးထုတ်လိုက်တာတွေတခြားဖြစ်နေတတ်သေးရပေါ့နော်။နောက်တစ်ခုကကျတော့သူမေးလိုက်တဲ့အဖြေတွေကိုကိုကမှားလို့ကိုကပြန်ပြောတဲ့အခါကျတော့သူကမှားသွားပါပြီ။အဲဟုတ်ကဲ့ပါတောင်းပန်ပါတယ်။အဲ့လိုပဲပြန်ပြီးတော့ ဖြစ်သွားတယ်ပေါ့နော်အဓိကကတော့တချို့အရာလေးတွေမှားနေရလေးတွေကိုတွေ့သေးရပေါ့နော်နောက်တစ်ခုကကြာတော့ तू ကအချိန်နဲ့တပြေးညီကျွန်တော်တို့မေးခွန်းမေးတဲ့အခါမျိုးမှာ तू ကအချိန်နဲ့တပြေးညီ up to date မရတာမျိုးတွေ तू မှာရှိနေပါသေးရဟုတ်ကဲ့ပါဆိုတော့ဒါကတော့ကျွန်တော်တို့ chat gpt ရဲ့မှာအားနည်းချက်လေးလို့ပြောလို့ရရပေါ့နော်ဟုတ်ကဲ့ပါဆော DC ကြောင့်ပြောကြရအောင်ပါ DC ကိုကျွန်တော်သုံးကြည့်ရတဲ့လောက်ကတော့သူလည်းတော်တော်လေးအဆင်ပြေပါတယ်အဲ information လည်းစုံလင်ပါတယ်အဲ ဒီနောက်ကတော့ဒီပြန်ပြီး reply လုပ်တဲ့ rate ကလည်းအရန်မြန်နေပေါ့နော်ဒါပေမဲ့သူ့ရဲ့အားနှချက်တစ်ခုက तू က up to date model မဟုတ်နေသေးရပါအဲ့တော့ဘာဖြစ်လို့ဆိုတော့2024တော့ဂျွန်လအထိပဲ तू ကနောက်ဆုံးထားပြီးတော့ပေါ့နော်2024ဂျွန်လအထိပဲနောက်ဆုံးထားပြီးတော့ तू ကဒီ train လုပ်ထားတာဖြစ်တဲ့အတွက်အဲ့ဒီနောက်ပိုင်းက data တွေတော့သူ့ကို mail လို့မရဘူးပေါ့နော်အဲ့တစ်ခုတော့တော်တော်လေးစိုးပါတယ်ဒီစီရဲ့သူအားသာချက်တွေကတော့သူကဒီသင်္ချာပိုင်းဆိုင်ရာအတွက်ချက်တွေကုတ်ရေးတာတွေ နဲ့တခြားသောသိပ်ပံဆိုင်ရာအချက်လက်တွေမှာဆိုတွက်ချက်မှုပိုင်းတွေတော်တော်လေးကောင်းတယ်လို့ပြောကြပါတယ်ဒီပိုင်းမှာသူက ChatGPT ထက်ကိုပို့ပြီးတော့မြန်တယ်ဆိုပြီးတော့လည်းတော်တော်များများပြောကြပါတယ်နောက်တစ်ခုကကြတော့သူကကုန်ကျစရိတ်လည်းတက်တာတယ်ပေါ့နော်အခုလက်ရှိတော့ free pay သုံးနေပါသေးရဲ့အဲဒါပေမဲ့ဘယ်ချိန်မှစပြီးတော့ premium တွေရောင်းမလဲဆိုတာတော့မပြောတတ်သေးဘူးပေါ့နော် Okay အခုလက်ရှိကတော့ကျွန်တော်တို့လူတိုင်းအကြိုက်မှာ DC DC ကိုတော်တော်လေးကြိုက်ကြတယ်ဘာလို့ဆိုတော့ free ရလို့ပဲဖြစ်တယ်ပေါ့နော် အားနေချက်အနေနဲ့ဆိုရင်တော့သူထွင်ထားတဲ့ပမာဏကထွင်ထားတဲ့အချိန်အားပေါ့နော်2024ဇွန်လဖြစ်တဲ့အတွက် up to date information တွေမရတာတခုရှိရယ်နောက်ပြီးကျတော့သူတို့သုံးဆွဲသူများလို့ပဲလားဘာလဲလို့မသိဘူးသူတို့ဒီ server ကျက်နေတဲ့အနေထားတွေလည်းရှိပါသေးရယ်အဲ့ဒါဆိုတာကတော့ तू ကမေကွန်းနေမှာတချို့အကန့်အသတ်တွေရှိနေရပေါ့နော်အဓိကအားဖြင့်တော့ तू ကနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့မေကွန်းနေမှာဆိုရင်သူတို့ပြန်ဖြေတဲ့နှုံမရှိပေါ့နော်အဓိကစံစာလေးတွေရှိရပေါ့ ဘာလဲဆိုရင်ကျွန်တော်ထိုင်ဝမ်ခွဲထွက်တာတွေဘာတွေကြောင်းသွားမေးလို့မရဘူးတရုတ်ဖြစ်တဲ့အတွက်ဒါတွေကိုသူတို့ policy အနေနဲ့ cover လုပ်ထားတယ်အဆိုအဲ့ဒီဘဏ်ကိုသူတို့မဖွင့်ပြောရဲကြဘူးပေါ့နော်ဒီ AI ကအစတားတွေကို train လုပ်ထားခြင်းမရှိဘူးဆိုတော့ဒါကသူတို့ရဲ့မှာအာဏာချက်တစ်ခုဖြစ်သွားတယ်လို့ပဲထင်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့ Elimax ရဲ့မှာ Grocery ကြောင်းပြောကြရအောင်ပါ။ကျွန်တော်ဒီ AI သုံးခုလုံးထဲမှာမြန်မာစာအကြိုက်ဆုံးကိုပြောပါဆိုရင်တော့ဒီ Grocery လို့ပဲပြောချင်ပါတယ်။ ဒီ cross ရဲ့ elements ကတော့သူ့ရဲ့မှာအရင်ဒီလုံးဝ smart ဖြစ်ဆုံးဆိုပြီးကြွေးကြော်ထားရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်ထင်တာကတော့ဒီ cross 3ကတော့သူတို့ဒီ ace platform ပေါ်ကနေပြီးတော့ social media ပေါ်ကနေပြီးတော့အခြေခံပြီး train လုပ်ထားတာလားဆိုတာတောင်မှထင်မိပါတယ်အဲ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 ကြောင့်ပဲလေပေါ့နော်ဒီသူတို့ ace platform ပေါ်က information မှားတာ ਨੇ ဒီတဲ့မလားမှားမလားဆိုပြီးတော့ကျွန်တော်ထင်မိရပေါ့နော်ဒါကတော့ကျွန်တော်ရဲ့မှာအမြင်ပဲဖြစ်ပါတယ် Grow 3ရဲ့မှာအားတချက်ကတော့သူ့ရဲ့ information ကပထမဆုံးတစ်ချက်က up to date ဖြစ်တာပါ။အ နောက်ကြတော့ပေးတဲ့ rate ကလည်းပြန်ဖြည့်တဲ့ rate ကလည်းမြန်ပါတယ်။နောက်တစ်ခုကကျတော့ဒီ तू ကကုတ်ရေးတာတွေအမ်ဒီပင်ချာတွက်ချက်တာတွေလည်းအရန်ကောင်းတယ်လို့ပြောပါတယ်။အဲ့ growth 3ကြောင့်ပဲဒီ AI ရဲ့မှာဒီ developer တွေကသူတို့ကုတ်ရေးတဲ့အချိန်အရန်အချိန်အကုန်ကြတက်တာသွားတယ်ဆိုပြီးတော့လည်းပြောထားပါသေးရဲ့။ဒါသူတို့ရဲ့မှာ AI ကိုပဲအမှွန့်တင်တာလားတော့မသိဘူးပေါ့နော်။သူတို့ကတော့အဲ့လိုပြောထားပါတယ်။ growth 3ကသူကဖြည့်ရှင်းတဲ့အခါပေါ့နော်။ growth 3ကဖြည့်ပေးတဲ့အခါမှာသူကသူ့ရဲ့အတွေးအခေါ်တွေကိုအစသူက ဟိုဖြည့်ဖြည့်ပေးတာမို့လို့ပေါ့နော်ဒီသူတေသနာလုတ်တဲ့သူတွေအတွက်ဆိုရင်တော့တော်တော်လေးအဆင်ပြေမယ်လို့လည်းကျွန်တော်ထင်ပါတယ်အဲ့နှစ်ချက်ကတော့ तू ကလူချမ်းသာတွေကိုပဲလူထဏာမျိုးဖြစ်တတ်ပါတယ် तू ကဒီ feature အစုံကို तू က ace premium user တွေကိုပဲပေးသုံးတာမျိုးဖြစ်လာနိုင်ပါတယ်နောက်ပြီးသူ့ရဲ့အချက်လက်တွေက up to date ဖြစ်တယ်ဆိုပေမဲ့သူ့ရဲ့ social media ပေါ်လိုက်ပြီးတော့ तू train ထားတယ်ဆိုရင် social media ပေါ်မှားတာမှားတာ ਨੇ ကျွန်တော်ဒီဘက်ကလည်းမှားလာနိုင်တယ်ပေါ့နော်ဒါတော့ကျွန်တော်အမြင်ပဲဖြစ်ပါတယ်အနည်းချုပ်ပြောရမယ်ဆိုရင်တော့မြန်မြန်ဆဆန်နဲ့အချိန်နဲ့တပြေးညီ app to date information တွေရကျင်နေဆိုရင်တော့ grocery ကိုသုံးပါမြန်မာစာလည်းမှန်ကျင်နေဆိုရင်တော့ grocery ကိုသုံးပါ ChatGPT နဲ့သူတို့ information ပေးတယ်ဆိုပေမဲ့ grocery ကပို့ပြီးတော့အဲမြန်တယ်လို့ပြောလို့ရတယ်ပေါ့နော် website တွေဘာတွေပေးတာအစဒီ grocery ကပို့ပြီးတော့အဲတွက်တယ်လို့ကျွန်တော်ထင်ပါတယ် DeepSeek ကတော့ဒီအပိုင်းတွေမှာတော်တော်လေးနောက်ကျပါတယ်အဲဒါပေမဲ့ဒီ တခြားဒေါက်တာတွေဒီကုတ်တီရေးတာအပိုင်းတွေမှာဆိုရင်တော့ DC ကအဆင်ပြေပါတယ်။နှိပညာပိုင်းဆိုင်ရာတိကျမှုတွေမှာဆိုရင်တော့ DC ကရွေးတင်တယ်လို့ထင်ပါတယ်။သူကတင်ချာတွက်ချက်တာတွေကုတ်ရေးတာတွေနဲ့သိပ္ပံဆိုင်ရာဒါဖြစ်ရှင်းမှုတွေမှာဆိုရင်အဆင်ဆင့်တော့ပြည့်စုံအောင်လုပ်ပေးနိုင်တာက DC လို့ပဲကျွန်တော်ထင်နေပေါ့နော်။ဒါကြောင့်ပညာရှင်တွေအနေနဲ့ဒီလိုမျိုး DC ကိုသုံးတင်တယ်လို့ထင်ပါတယ်။ DC ကပိုပြီးတက်တော်မယ်လို့ထင်ပါတယ်။ Grow 3อ่ะไอ้ใบมาแล้วป่าเลยสุบิเม DC ก็รอปูပြီးတော့เมียนเลยโลတွေ့ပြီးပါတယ် ပစ္စည်းကပို့ပြီးတော့ပြည့်စုံတယ်လို့ထင်မိပါတယ်အမ် fantasy move ဘိုင်းနေ creation ဘိုင်းနေပေါ့နော် content နေအပိုင်းမှာဆိုရင်တော့ chat gpt ကတော့အသာဆုံးပဲလို့ပြောလို့ရတယ်ဒီပုံမြင်တွေပြောခိုင်းပါလားစာတွေရေးခိုင်းပါလားစာစီစာကုန်းတွေလားအဲ့ဒါတွေအကုန်လုံးပေါ့နော် creation နဲ့ process ဘိုင်းကတော့ဒီ chat gpt ကလုံးဝအသာဆုံးပဲလို့ပြောလို့ရတယ် grow 3ရလဲလိုက်လို့ရတယ်ဆိုပေမဲ့ chat gpt လောက်တော့မချောမွေပါဘူးဒါပေမဲ့အဲ့ဒီနေရာမှာ dc ကတော့လုံးဝအနေဆုံးလို့ပြောလို့ရတယ်ပေါ့နော် โอเคဆိုတော့ content creator တွေအနေနဲ့ဆိုရင်တော့ဒီ ChatGPT ကတော်တော်လေးအဆင်ပြေတယ်မှာပါတယ်လို့ကျွန်တော်တွေးမိပါတယ်အဲဆိုတော့ဒီ AI 3ခုကိုကျွန်တော်တို့ဒီမိတ်ဆွေကသာဒီကိုယ့်ရဲ့မှာပါတီပွဲကိုဖိတ်ခေါ်လိုက်ပြီဆိုရင်ဒီ AI 3ကဘယ်လိုမျိုး present လုပ်နေမလဲဆိုရင် ChatGPT ကလာလာတဲ့သူတွေအကုန်လုံးကို तू ကပုံမြင်နေပြောပြစကားတွေဝိုင်းဖွဲ့ပြီးတော့စကားလက်ဆုံးကြနေတဲ့အချိန်မှာဒီ Crotty ကတော့နောက်ဆုံးပေါ်တချင်းတွေကိုဒါ test တီဆိုပြီးတော့လူတွေကိုအံ့အားသင့်စေမှာပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာ DC ကတော့ ကျောင်းတနီယာလေးထဲမှာကုတ်ကုတ်လေးနေနေပြီးတော့ဒီနေ့ပွဲလာတဲ့သူကတော့ယောက်ျားလေးရဗနေယောက်မိမတော့ဗနေယောက်သူတို့နှစ်ခုအချိုးကြတော့ဗနေယောက်ဆိုပြီးထိုင်တွက်နေလောက်ပါတယ်ဒါကတော့အခုလက်ရှိကမ္ဘာမှာကျွန်တော်တို့ popular ဖြစ်နေတဲ့ AI chat assistant ၃ခုကိုကျွန်တော် compare လုပ်ပြီးတော့ဆွေးနွေးတော့တာပဲဖြစ်ပါတယ် ChatGPT DeepSeek နဲ့ Grok 3ပဲဖြစ်ပါတယ်ဆိုတော့ဒီ AI ၃ခုကိုမိစွေတို့၃ခုသလား၃ခုလဲဆိုရင်ကိုယ့်ရဲ့မှာအထင်အမြင်လေးတွေကိုလည်း comment မှာရေးခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ် ောက်ပြီးကျတော့ကျွန်တော်ဘယ်ဘယ်လိုမျိုးဗီဒီယိုမျိုးစားတွေကိုကျွန်တော်ထပ် weekly နေနဲ့ဆွေးနွေးရမလဲဆိုတာလေးကိုလည်း comment မှာမေးသွားလို့ရပါတယ်ကျွန်တော်အကြံပြုသွားလို့ရပါတယ်နောက်တဲ့ဗီဒီယိုမှာထပ်တွေ့ပါမယ်ကျွန်တော်နာမည်ကြီးစိုးဝင်းပါ